ပါဝတောယက္ခနေဝတ္တတိပိတနာယက္ခဆိုတာဘုံမစိုးတတ်တိမကောင်းဆုံးအားတွေအဲ့ဓာတွေကအဲ့ဒီမေတ္တာတုတ်ရဲ့အစွမ်းတကူကြောင့်ကြောက်စရာလန့်စရာအာယုန်တွေကိုမေတ္တာပွားများတဲ့ပုဂ္ဂိုလ်ကိုဘယ်တော့မှမပြကြဘူးတဲ့ဆိုလိုတာကမေတ္တာဘာဝနာပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ် တော့မဟုတ်ဟိမိတ္တတကိုရုပ်ခတ်စရေစရေပုဂ္ဂိုလ်ချောင်းစီအောင်နဲ့နတ်ဘလူးတွေကပဲဖြစ်စေတစီတရေကပဲဖြစ်စေချောင်းလန့်ခြင်းမပြုဘူးလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ချောင်းလန့်ခြင်းမပြုဘူးဒီမိတ္တရဲ့အစွမ်းတကူကြောင့်သူတို့ကလည်းကိုယ့်ကိုခင်မင်သည့်အတွက်ကြောင့်ဘယ်တော့မှ အယုန်ကိုမပြဘူးတဲ့ဒီအိဋ္ဌိတွေကိုဆွလို့တဲ့ယတ္တနုဘဝတော်မေတ္တာတုတ်ရဲ့အစွမ်းတကောကြောင့်ယက်ခနတ်ဘလူတို့သည်ပိသနံကြောင့်မဲ့ခွဲအစင်းအယုန်ကိုနတ်တန်သိန်းတိဘယ်တော့မှမပြကြဘူးသူတို့ပြမှမြင်တာကိုဒါကြောင့်မလို့ဒါလည်းဟောဒီမေတ္တာတုတ်ကျေသုံးဖို့မေတ္တာတရားပွားများခြင်းရဲ့အကျိုးကျေးဇူးတစ်ခုပဲအဲ့ဒါတွေမကဘူးတဲ့ ယံမိစေဝါနုယုံစံတော့ဒါနမကဘူးအဲ့ဒီမေတ္တာတုတ်ကိုကျူးစားပြီးတော့ရွတ်ဖတ်မယ်သို့မဟုတ်မေတ္တာဘာဝနာကျူးစားပြီးတော့ kwa များမယ်ဆိုလို့ရှိရင်အဖြစ်နဲ့ယံမိစေဝါနုယုံစံတော့ရတ္တိန်ဒီဝမတ္တန်ဒီတော်ရတ္တိန်ဒီဝဆိုတာနေရောညင်မှာအတ္တန်ဒီတာဆိုတာပြည့်ခြင်းမရှိပဲနေရောညာယော တတိယတဲ့အချိန်တိုင်းမပြင်းမရိဟောဒီမေတ္တာတုတ်ကိုယူဖတ်မယ်မေတ္တာကမ္မထာမေတ္တာဘာဝနာကိုကျိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးတွေရတော့ဒုက္ခသုပတိချမ်းသာစွာအိပ်စက်ရတယ်ဒီကျိုးကိုရခုနကအိမ်ဟုတ်တရနိကေမလာတဲ့မေတ္တာတုတ်မှာမြတ်စွာဘုရားဟောထားတဲ့အကျိုး7မျိုးအဲ့ဒီ7မျိုးကိုရည်ညွှန်းတာပဲအဲ့ခုခေတ်မှာ အိပ်ရတာလည်းကောင်းကောင်းမအိပ်ရ။ညအိပ်မပြောဘူးဆိုတဲ့လူတွေကလည်းများလာ။ဘာဖြစ်လို့ညအိပ်မပြောရသလဲလို့ဆိုလို့ရှိရင်စိတ်ထဲနှလုံးထဲမှာအပူပင်တွေရှိနေသည့်အတွက်ကြောင့်အိပ်မပြောတာဖြစ်တယ်။ဒါကြောင့်မေတ္တာတွေဝါမြအားထုတ်လို့နှလုံးသားအေးချမ်းပြီဆိုလို့ရှိရင်ဒုက္ခဒုက္ခတိချမ်းသာတာအိပ်ဆက်ရတယ်။တို့တော့အိပ်ပျော်နေတဲ့အခါမှာလည်း ပါပံကိစိနပ်ပတတိမကောင်းတဲ့အိမ်မက်သစုံတစ်ခုမြတ်မမက်ဘူးတဲ့အရင်တချို့ကြတော့အဲ့တော့အိပ်ပြော်ပါရဲ့အိမ်မက်ထဲမှာအเจ้าဆရာလမ်းဆရာတွေအိမ်မက်တွေနဲ့လမ်းလမ်းပြီးတော့လူရက်တဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းပဲမေတ္တာဘာဝနာကိုကြိုးစားပြီးတော့ပွားများအထောက်ပေးရမယ်တမောဟောဒီမေတ္တာသုတ်ကိုရွတ်ဆုံချရမယ်ဒီလိုဆိုလိုတာဧဝမာတိကုဏုပေတံ ယခုလိုအကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်တဲ့အကျိုးကျေးဇူးတွေနဲ့ပြည့်စုံတဲ့ဒီမေတ္တာတုဧဝမာတိကုလပေတံပရိတံတမနာမဟိအယန္တဖြစ်တဲ့ဟောဒီမေတ္တာတုကိုတွေ့တယ်ရည်ယူဆကြပါလို့လားလို့ဒီလိုအဘိဇ္ဇာပြောတဲ့အသေးပဲရတယ်ပေါ့ ။ချုံမပြီးတော့ပြောလိုက်မယ်ဆိုလို့ရှင်ဟောဒီမိစ္ဆာတို့ရဲ့အစွမ်းနဲ့လို့ကြောင်းချုံလမွေအာယုန်လေးကိုဘလူးတရေတွေကမပြကြဘူး။မိစ္ဆာတို့ပေါ်မှာအမြဲတမ်းယူဖတ်တဲ့စေမေမေတ္တာဘာဝနာပွားများအားထုတ်မယ်။နေရောညရောမပြင်းမရမေတ္တာဘာဝနာကြိုးစားအားထုတ်မယ်။ဆိုလို့ရှိရင်ချမ်းသာတာအိပ်စေရတဲ့ အိပ်ပြောနေတဲ့အခါမှာလည်းအိမ်မဆူမမဲ့ရဘူးစတဲ့ခေါင်းကျေးဇူးတွေအကျိုးကျေးဇူးတွေကိုဖြစ်ပေးနိုင်တဲ့ဟောဒီမေတ္တာသုတ်ပရိတ်တရားတော်ကိုသူတွေရွတ်ဖတ်ကြပါသလားလို့ဒီလိုဆိုလိုတာပေါ့နော်တိုက်တွန်းလို့ဆိုတဲ့စကားလေးတစ်ခုကောင်းပြီဒါကမြတ်စွာဘုရားဟောတဲ့စကားမဟုတ်သေးဘူးမြတ်စွာဘုရားကစပြီးတော့ဘယ်ကစဟောတော့ဆိုတော့ ကရဏီယမထကုသလေနယန္တတန်တံပဒံအဘိသမေသာဒါပါဠိဘာသာနဲ့ဟောထားပေမဲ့လို့ဘုန်းကြီးတို့အဓိပ္ပာယ်ကိုနားလည်မယ်ဆိုရင်အင်တာမနှစ်သက်စရာကောင်းပါအဲ့မှာယူရင်းဖန်ရင်းနဲ့ကရဏီယမထကုသလေနကရဏီယအထကုသလေနဆိုလိုတဲ့အဓိပ္ပာယ်ကအထကုသလဆိုတာ အကျိုးစီးပွားဆောင်ရွက်ရမယ်ကိစ္စမှာနေမကျွမ်းကျင်နေမကျွမ်းကျင်လဲဆိုတာစီးပွားလုပ်ရင်လဲစီးပွားရေးဘက်မှာနေမကျွမ်းကျင်လူမှုရေးကိစ္စလုပ်ရင်လဲလူမှုရေးကိစ္စမှာနေမကျွမ်းကျင်မေတ္တာဘာဝနာပွားများအထုတ်မယ်ဆိုရင်မေတ္တာဘာဝနာနဲ့ပတ်သက်ပြီးတော့နေမကျွမ်းကျင်ဘယ်ကိစ္စမှာမဆိုလိမ္မာကျွမ်းကျင်မှုရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတာပေါ့အကျိုးရှိမဲ့အလုပ်ကို လွတ်တတ်တဲ့ပုဂ္ဂိုလ်ဟာနေမှာကျွမ်းကျင်သူလို့ဒီလိုဆိုရတယ်။အဲဒီနေမှာကျွမ်းကျင်နေတဲ့ပုဂ္ဂိုလ်တရားမှာယန္တတန်တံပဇံအဘိဓမေသာစိတ်နှလုံးအေးချမ်းပြီးတော့ရှင်းရခတ်သိမ်ချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ကိုရည်မြော်ပြီးတဲ့အခါမှာတဲ့ကရဏီယလုံးတဲ့လုံးထိုက်တာတွေကိုလုံးပါလို့ဒီလိုဆိုအဲ့တော့နိဗ္ဗာန်ကိုဥတီချက်ထားပြီးတော့ ကိုကျိုးကိုစီပါကိုအတွက်အကျိုးရှိတဲ့အလုပ်မှာလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့အကျိုးရှိတဲ့အလုပ်ကိုလုပ်ရမယ်လို့ဒီလိုဆိုလိုတယ်ပေါ့ဒါကလည်းပဲမြတ်စွာဘုရားရဲ့နန်းညွန်မှုတစ်ခုပဲအေးစီပွားရေးဆိုလဲကိုအကျိုးရှိတဲ့စီပွားရေးလုပ်ရမှာပဲလူမှုရေးဆိုတာလည်းအများအကျိုးစီပွားရှိတဲ့အမျိုးလုပ်ရတယ်တရားဥပဒေနဲ့ပတ်သက်ပြီးတော့မိမိရဲ့ဘဝမှာ တဆင်ပြီးတဆင်မြင်းသွားအောင်မိမိရဲ့တဏ္ဍာမှာအမုန်းတရားတွေကင်းပြီးတော့အော်မိတ္တာတရားတွေတိုးတက်ပွားများလာအောင်လုံနီးကန်ဒီကိုတည်တဲ့ပုဂ္ဂိုလ်မန္တရားအထကုသလပဲအလုံးကိစ္စမှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလို့တဲ့အဲ့ဒီကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့စိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တဲ့နိဗ္ဗာန်ကိုရည်မြော်ပြီးတော့စိတ်နှလုံးအေးချမ်းမှုကို ရည်မြော်ပြီးတော့လုံးတဲ့နဲ့အလုံးတစ်ခုကိုလုံးပါလို့ဒီလိုဆိုလိုတာပေါ့ဒီနေရာမှာမေတ္တာဘာဝနာပွားများအထောက်ချင်းကိုလုံးပါလို့ဒီလိုအဓိပ္ပာယ်ရအဲ့တော့လုတ်ပါလို့ဆိုလို့ဆိုတဲ့အခါမှာဟုတ်ပြီအဲ့ဒီလုတ်ပါလို့ပြောတဲ့အချိန်မှာအထာကုသလအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ကိုအကျိုးရှိအောင် လိမ့်လိမ့်မာမာလုံနိုင်စွာရှိတဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟာလုံတယ်လို့ဆိုတော့သူ့မှာအရေးချင်းတွေဘာတွေလိုအပ်တယ်လဲမိမိရဲ့ယဉ်တဲ့နှလုံးထဲမှာမေတ္တာတရားကိုတည်ဆောက်ခြင်းပြီးဆိုရင်လိုအပ်တဲ့အရေးချင်းတွေရှိတယ်စီးပွားရေးလုပ်ရင်လည်းလိုအပ်တဲ့အရေးချင်းတွေရှိတယ်ချမ်းမာရေးအတွက်လုပ်ရင်လည်းလိုအပ်တဲ့အရေးချင်းတွေဆိုတာရှိတာပဲအဲ့တော့မေတ္တာဘာဝနာပွားများဖို့အတွက် လိုအပ်တဲ့အရင်ချင်းတွေကပါလေအရင်ချင်းဆိုတာရှိရအလုပ်တစ်ခုပေးတော့မယ်ဆိုလို့ရှိရင်လူရဲ့အရင်ချင်းကိုအရင်မေးကြတာပဲလေနောက်ဆုံးမှာအရင်ချင်းကိုစစ်ကြစစ်စစ်မေးမြန်းပြီးတော့မှအရင်ချင်းရှိတဲ့ပုဂ္ဂိုလ်မှအလုပ်မှာဇာတုခန့်လေးရှိကြတာကိုအဲဒါကြောင့်မို့လို့ပိဋကဘာဝနာပွားများတော့မယ်ဆိုလို့ရှိရင်လေလိုအပ်တဲ့အရင်ချင်းတွေဟာ15မျိုးရှိတယ် အဲ့တော့ခွန်ကြီးတို့တွေကြီးရေချင်းတွေကိုကိုယ်တိုင်မှာပြည့်အောင်အရင်စူးစမ်းရမယ်ဒီလိုဆိုလို့ကိုယ်ကျိုးရှိတဲ့အလုပ်ကိစ္စကိုလုပ်ဖို့အတွက်မိမှန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့အရင်ချင်းတွေကဘာတွေလဲလို့ဆိုရင်တိတ်ကောစွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ကိုလုံးတဲ့လုပ်ငန်းတွေပတ်သက်ပြီးစွန့်နိုင်တယ်လို့ဆိုတာနံပါတ်1ယုံကြည်ချက်ရှိရအောင်နံပါတ်2ကျမ်းမာရေးကောင်းရအောင်ယုံကြည်ချက်ရှိမှကိုလုံးတဲ့အလုပ်လုပ်နိုင်စွမ်းရှိကျမ်းမာရေးကောင်းမှလည်းပဲလုပ်နိုင်ဩကျမ်းမာရေးမကောင်းရင်လည်းမလုပ်နိုင်ဘူးလေယုံကြည်ချက်လည်းရှိရမယ်ကျမ်းမာရေးလည်းကောင်းရအဲ့ဒီအချိန်မှာကျမ်းမာရေးကောင်းဆိုတဲ့အချိန်မှာအရေးကြီးတဲ့တစ်ခုကဘာလို့ဆိုလို့ရှိရင် ။လူရဲ့ခန္ဓာကိုယ်မှာအစာအာဟာရနဲ့ပတ်သက်ပြီးတော့ဝမ်းမီကောင်းတဲ့ညှတာတဲ့ဝမ်းမီရှိတဲ့ပုံကိုယ်လေးဖြစ်ရမယ်လို့ပြောလို့ဆိုလို့